ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဖရားရေကျွန်မကလေးလေးကိုကဲပါကျွန်မသားလေးထိခိုက်မိရောမယ်သားလေးဖေလေးအရှိကနေမြင်မြင်ဖေလိုက်ဟဲဖရားရေငါမလုပ်ရမလဲဒီကားရဲ့ကလေးကိုတိုက်တော့မယ်ကလေးအနေရဲ့ရဲများနေပြီ ဘယ်သူမှကလေးကိုဖြေးပြီးမကယ်ကြဘူးလားခင်းပွင့်ကတော့ကလေးကိုကယ်နိုင်ပါမလားဒီကားနဲ့ကလေးကိုထိခိုက်သွားမှာလားကဲဒါဆိုရင်တော့ပုံမြင်လေးရဲ့အကြောင်းကိုသိရဖို့အရှိကိုပြန်ကြည့်ကြရအောင်အမလီလီအီရီယာလည်းအေးလိုက်တာတီယိုကြည့်ရအောင်မကြခင်မိုးရီလည်းရွာတော့မယ်ထင်နေငါလဲလို့ပဲထင်နေတကယ်လို့မိုးသာရွာမယ်ဆိုရင်လေဆောင်းရသေးရပို့ပြီးတော့အေးလာတော့မှာငါတို့ကဒီလိုမျိုးတင်းရင်ရိုင်းနေနေလေးမှနေရအောင်ဒီဆောင်းရသေးကိုဘယ်လိုမျိုးဖြစ်တဲ့ရပါမလဲ တခုမဟုတ်တခုကတော့လောက်ရမယ်။ငါတို့မှအနည်းရဝယ်ဖို့ပတ်စံဆိုတာလည်းနည်းနည်းလေးတော့မရှိဘူး။ငါကတော့ဒီနေ့မဟုတ်ရင်တော့မှနောက်နှစ်လောက်တော့ငါတို့အိမ်ကောင်းကောင်းလေးမှာနေနိုင်တယ်ဆိုပြီးတော့တွေးနေပြီးတော့နေလာခဲ့တာ။အခုဆိုရင်၄နှစ်တောင်ရှိသွားခဲ့ပြီ။ဒါပေမဲ့ငါတို့အခုထိဒီအိမ်လေးကနေပြီးတော့မယုံထွက်နိုင်သေးဘူး။ဒီတော့လည်းဘယ်တက်နိုင်မှာမလဲ။ငါတို့မှရှိရနေပဲငါတို့နေထိုင်ဖြစ်တမ်းရမှာပဲပေါ့။သူတို့၅ယောက်ရဲ့အိမ်လေးကတော့တောင်ကုန်းလေးတစ်ခုပေါ်မှာရှိတဲ့တိမ်အိမ်တည်တည်လေးပဲဖြစ်ပါတယ်။ ။ဒါကြောင့်ချိန်မအယောက်ကတော့အေးအေးလေးမှပဲဘဝကိုနေထိုင်ဖြတ်သန်းနေရပါတယ်။ဒီလိုနဲ့နှစ်ကုန်ချင်းကိုရောက်ခါနီးမှာတော့အေးအေးချင်းကပိုးလူတောင် ပြင်းထန်လာပြီးအေးလာခဲ့ပါတယ်။ဒါကြောင့်သူတို့လည်းအေးအေးတက်ကိုလူးလဲခံရပါတယ်။ငါတို့တထေးကြီးကဒီရေတန်ကြီးအကြီးကြီးတွေကိုတောပြစ်ဖို့ပေးလိုက်တာတော့ဟုတ်ပါပြီ။ဒါမဲ့ငါတို့ဓာကြီးတွေကိုဘမတော်ပြစ်ကြမှာလဲ။ဒါရီကငါတို့အမှိုက်ပုံနေမှာလေလွင့်ပြလို့ရမှာမဟုတ်ဘူးဒီအင်းနှောင်းမှာလေအဟောင်းဆိုင်ဆိုတာမျိုးอ่ะမရှိဘူး မဟုတ်ဆိုင်ရှင်းရင်လေဘာလို့အရာတွေကိုသွားရောင်းပြီးပတ်စံနေနေလောက်ရနိုင်သေးတယ်။ဒါဆိုဒီလိုလောက်ကြဆိုဓာကြီးကိုမသွားပြီးတော့ငါတို့အိမ်မေးပြန်ကြဆိုငါတို့စိတ်ယုံကနေအလုပ်အားတွေနှီးကြရင်အဲ့အရာတွေကိုမသွားပြီးတော့မဟုတ်ဆိုင်မှာသွားရောင်းကြရအောင်။ချင်းမကရောက်ရင်ရောင်ကြားတွေကတော့ပလတ်စတစ်စိတ်ယုံမှာလေလုံပါတယ်။ဒါကြောင့်သူတို့တွေဟာအဲ့ဒီပုံနေတဲ့ပစ္စည်းတွေကိုယူသွားပြီးဖွင့်ပြရမှာဖြစ်ပါတယ်။ဒါနဲ့အလုပ်တွေပြီးကြတဲ့အခါမှာတော့ဒီကုန်ငန်းရောက်လေအဲ့ဒီပလတ်စတစ်ရေတိုင်ကြီးတွေကိုယူလာပြီးတော့ သူတို့အင်းရှိမှပဲထောင်ထားလိုက်ပါတယ်။ဒီလိုနဲ့ပဲရဲနှင်းငယ်ထပ်ပြီးတော့ကြာသွားခဲ့ပါတော့တယ်။ပြီးတော့အချိန်တွေကြာလာတာနဲ့အညာအေးရန်ကလည်းပူပူလာခဲ့ပါတယ်။ဒီနေ့မှတော့သူတို့မိသားစုအတွက်ပိုးလို့တော့မှဒုက္ခတွေကိုရင်ဆိုင်နေရပါတယ်။ဘာကြောင့်လဲဆိုတော့ယုတ်တရဲ့မိုးရီရွာချလာလို့အနီးနားပတ်ဝန်းကျင်မှာရောသူတို့အင်တွေထဲမှာပါရေတွေပြေသွားတာကြောင့်ပါပဲ။ကျမရဲဟုတ်ချမ်းတာပဲ။ဒီတိုင်းတော့မှကျမတို့မှာရာသီဥတုအေးလို့ဒုက္ခရောက်နေပါတယ်ဆိုမ ဒီမိုးကလေထပ်ပြီးတော့ရွာချရရဲလို့ဦးအမေတမီးကိုခြိထားပေးပါအောင်တော့တမီးရမ်းချမ်းနေလို့ပါငါတို့တွေဘယ်ဦးသွားကြရတော့မှာလဲအိမ်ထဲမှာလည်းရေတွေအပြည့်ဖြစ်နေလို့အကုန်လုံးပျက်စီးကုန်ပြီဒီကြားရဲဒီမိုးကလည်းတိတ်မဲ့ပုံမပေါ်ဘူးဒီလိုသားဆိုရင်တော့အခုမဟုတ်ရင်တော့မှခဏနေဒီတဲတဲ့ရအမိုးတွေလျံတွေအကုန်လုံးပြိုကျကုန်တော့မယ်ထင်တယ်ဖရားရေအခုဖရားပဲကူညီနိုင်တော့မယ်တမီးသားစုလုံးလည်းအေးလွန်းလို့ခက်ခိုက်တုန်နေကြပါတယ် ဒီခါမှာပဲအရင်ကိုပြင်းတဲ့လေတန်းကြောင့်သူတို့အိမ်လေးဟာပြိုကျသွားပါတော့တယ်။ဒါကြောင့်တမိသားစုလုံးနဲ့အရင်ကိုအီလာတွေစောင်းရသည်ကြီးမှာရင်နေကြပါတယ်။ဒီမေရှင်တို့နေရာလေးတစ်ခုလောက်ရှာပေးပါနော်။သူတို့မျိုးအေးရအေးနဲ့မူရီထဲမှာကျမတို့တော့မနေနိုင်တော့ဘူး။အနည်းဆုံးအမီနဲ့တမီးလေးအတွက်တော့တွေးပြကြပါအောင်။ကျမတို့ကတော့အေးရတယ်အောင်ခံနိုင်ပြီမေ။သူတို့တွေရရမှာမဟုတ်ဘူးလေ။အခုဆိုရင်မိုးရီတွေမကောက်ဘူး။နေ့နေ့ပါတစ်ခွဲခွဲကြနေပြီ။ ကျမနည်းနည်းလောက်ထပ်ပြီးတော့ဒီနေရာမှာရက်နေမိုးရီကြောင့်အေးလို့သိရော့မေထင်နေဘယ်လိုလုပ်ရမလဲငါလည်းမသိတော့ဘူးငါမှာပတ်စံလေးတပြားမှောင်မရှိဘူးငါသိတဲ့နေရာတစ်ခုခုလောက်ရှိရင်လည်းမင်းတို့ကိုဖောက်သွားပါလိမ့်သူတို့မိမာတွေနဲ့အမေကလေးကအေးရဲ့အချင်းတွေဖြစ်နေတာကိုကြည့်ပြီးဒီကုန်းငယ်ရောက်လေဘာလို့ရမှမသိတော့ဘဲဖြစ်နေပါလိမ့်ဒီကမှာပဲမောင်တင်လေးသူတို့အင်းရှိမှထားထားတဲ့ဂျီတန်ကြီးကြီးတွေကိုကြည့်မိသွားပါလိမ့်ပြီးတော့သူလည်းအကြံတစ်ခုကိုတွင်ပြီးခဲ့ပါလိမ့် ခုတော့ကျွန်တော်တို့မှာနီလန်တစ်ခုပဲရှိတော့တယ်ကျွန်တော်တို့ဆန်ယုံကနေအတုံးမလို့တဲ့ပေးလိုက်တဲ့ရေတန်ကြီးကြီးတွေရှိတာအဲ့ဒါတွေကိုပဲတုံးရတော့မယ်ဒါကတခြားနေရာတွေထပ်ဆောင်ရင်တော့ပို့ပြီးနှွေးမှာပါပြီးတော့အဲ့ဒါကြီးတွေကကြီးလို့နှစ်ယောက်သုံးယောက်လောက်တော့အေးစေးထိုင်လို့ရမှာပါသူပြောတာမှန်တယ်အဲ့လိုသာဆိုငါတို့ပို့ပြီးအဆင်ပြေနေလို့ရတယ်ဒီလိုနဲ့ညီကိုကားယောက်လည်းရေတန်ကြီးကြီးတွေကိုချလိုက်ကြပြီးတနေရာမှာချလိုက်ပါတယ် ပြီးတဲ့အခါမှာမြေကြီးပေါ်ကိုနှိမ့်ထလိုက်ပြီးတော့သုံးယောက်စီအဲ့ဒီရေတန်းကြီးတွေကိုဝင်းကထိုင်လိုက်ကြပါတယ်။ပြီးတော့အရှိကနေဖုန်းတွေကိုပြန်ပိတ်ထားလိုက်ကြပါတယ်။မေအထဲဝင်လာတော့တိတ်မအေးတော့တယ်လို့ပဲထင်ရရင်တော့အခုသမီးတို့ဒီထဲမှာပဲဆက်နေရမှာလားယင်အခုဒီရေတန်းကြီးကပဲသမီးတို့အိမ်လာယင်သမီးငါတို့နေဖို့အိမ်မရမသိမချင်းတော့ဒီနေရာငါတို့ရဲ့အိမ်မေးဒီရေတန်းကြီးကိုငါတို့အိမ်လို့ပဲသဘောထားပြီးတော့နေရမယ်။ အဲ့ဒီညမှာတော့သူတို့မိသားစုလည်းအထင်းပါထိုင်ကညကိုဖျက်ဆီးလိုက်ကြပါတယ်။ဒါပေမဲ့လည်းမိုးတွေကရမ်းရော်ပြီးနင်းနေလေရမ်းကြနေတာကြောင့်အနီးနားမှာလည်းနင်းနေရေခဲတွေနဲ့ဖူးဖူးလှုပ်နေပါတယ်။ဒါကြောင့်ပူပြီးတော့တောင်ဤလာပါတော့တယ်။မေးဒီမှာလူတွေလဲလျောင်းလို့မရပါဘူးဆိုနေမှသမီးတို့ဆက်ပြီးတော့မထိုင်နိုင်တော့ဘူး။ခါးတွေလည်းရမ်းလာလာပြီ။ငါလည်းအတူတူပါပဲချွေးမာလေးရဲ့။ညအစာရေကဒီတိုင်းထိုင်နေရတာဒီတိုင်းပဲထိုင်နေလို့ချောက်တွေလည်းကျနေပြီ။ အဲဒီမှာထိုင်နေရတာဟာသူတို့အတွက်အေးအေးတော့နည်းနည်းလျော်ပါတယ်။ဒါပေမဲ့လည်းသူတို့ဟာရေတိုင်ကြီးတွေထဲမှာမို့နေရထိုင်ရခံနေပါတယ်။တော်လေးကြီးအပြက်ကွေးတွေကဘာလို့ဟောင်းနေရလဲ။သူတို့ကသမီးတို့ဒီရဲကိုဝင်လာပြီးတော့သမီးတို့ကိုကြိုက်မှာတော့မဟုတ်ဘူးမလားယင်။မဟုတ်တာသမီးရဲ့မကြောက်ပါနဲ့။ငါတကားကိုတိတ်ချပိတ်ထားလိုက်ပါပြီ။အခုပဲကွေးမှမလာနိုင်တော့ဘူး။ဒါကြောင့်တိတ်တော့နော်။သမီးအိုတန်ကြမှာတီနာကိုအကောင်ပလောင်နေရောက်လာလိမ့်မယ်။ ဒီလိုနဲ့ပဲသူတို့မိသားစုတွေလည်းရေတိုင်ကြီးတွေထဲမှာနေရတာမို့အခက်ခဲတွေဖြစ်နေကြပါတယ်။ပြီးတော့ခွေးတွေနွားတွေဟာလည်းသူတို့ရေတိုင်ကြီးတွေကိုလာပြီးတက်ခိုင်နေကြပါတယ်။ဒါကြောင့်သူတို့လည်းတောကရောက်နေရပါတယ်။ဒီလိုနဲ့ပဲအချိန်တွေတရပီးတရံကြာလာခဲ့ပါတယ်။ချွေးမငါတို့ဒီထဲမှာနေရတာရင်းုံရောင်းနေပြီးအသက်ရှူတွေလည်းရမ်းကျက်လာပြီး။ဒါပေမဲ့မေကျမတို့တကားကိုခွင့်လိုက်ရင်လေလီအီရီကကျမတို့တွေကိုဝင်လာမှာပေါ့။ဒီလိုဆိုရင်လီအီရီကြောင့်နေလို့ရမှာမဟုတ်တော့ဘူး။ နင်တို့တကယ်လို့ဒီတကားဟုတ်တာမဟုတ်ခွင့်ရင်လေငါအသက်ရှူချက်ပြီးတော့ဒီနေရာမှာနေတည်သွားလိမ့်မယ်ကျေးဇူးပြုပြီးတော့တကားကိုဖွင့်လိုက်စမ်းပါဒီလိုနဲ့ပဲသူတို့ရောက်ခါမှထိခိုက်မိမှာဆိုလို့သူတို့လည်းတကားကိုဖွင့်လိုက်ပါတယ်ဒါပေမဲ့လီအီရီကြောင့်ထိမှန်ထိုင်နေကြတဲ့တမိရောက်ခါမှရိလိမ့်၃ယောက်သာတုံနေကြပါတယ်ဒီနေရာကိုလီအီရီနှင်းနေဝင်လာလို့အရန်ကိုအေးရပဲကျမပဲအချိန်ထိဒီလိုမျိုးနေနေရမှာလဲဂျီကေရီယာအေးလုံးလုံးကျမတော့ခဲသွားတော့မယ်လို့ထင်နေရတယ်ဒီလိုနဲ့ပဲတရပီးတရအကုန်ဆုံးလာခဲ့ပါတယ် ဒါပေမဲ့သူတို့ဟာသွားစီရလေနေရာမရှိတာမို့အဲ့ဒီရေတန်းကြီးတွေထဲမှာပဲနေနေရပါတယ်။ခင်ပွင့်လေနေတိုင်းလိုပဲအပြင်ထွက်ပြီးတပြက်စီးလဲတာတန်ရှင်းရေးလောက်တာတွေလုပ်နေပါတယ်။သူတို့ရဲ့တဖန်လမ်းမှာတော့ highway လမ်းမကြီးရှိပြီးအဲ့ဒီကနေကားပေါင်းမြောင်များစွာဖြန်နေပါတယ်။တားရေတားဒီမှာခဏရက်အောင်နော်အမေဟိုဆိုင်ရဲ့မုတ်ဝယ်ပြီးတော့ပြန်လာခဲ့မယ်။လီလာရဲ့၆နှစ်အရွယ်သားလေးပန်းပိုင်လေးလမ်းမရက်ခါဘောလုံးကိုစော့နေပါတယ်။တစ်ဖက်ကနီလာကတော့ကုန်းစုံဆိုင်ကနေပစ္စည်းတွေကိုဝယ်နေပါတယ်။ ဒီလိုနဲ့ပဲပပိုင်ဟာဘောလုံးနဲ့စုံရင်းစော်ရင်ကလမ်းလေကောင်ကိုရောက်သွားပြီးရှင်နေပါတယ်။ဒီချိန်မှာပဲပပိုင်စီကိုဥတီပြီးကုံကားကြီးတစည်းကလာနေတာမို့ဒေါကုံမြင်တော်တယ်နီလာလေး။ဟဲ့တားလေးကဘယ်လိုလုပ်ပြီးတော့လမ်းမို့ရောက်နေရလဲ။ငါဘာလို့ရမလဲ။အမလီတကယ်လို့ဒီမတားလေးကိုကယ်ကြပါဦး။ဒီလိုအော်နေပေးမယ်လေအနားမှာဘသူမှမရှိသလိုခလေးဟာသိကြောက်ပြီးရှင်နေပါတယ်။ဒေါကုံမြင်နဲ့ခင်းပွင့်လေးအမြင်ရီတိုင်ကြီးကိုယူလာကအမြင်ပပိုင်စီကိုလှိမ့်လိုက်ပါတယ်။ ဒီခါပန်ပန်လေးအဲ့ဒီရေတံကြီးကြီးနဲ့တူတူလိမ့်ပါသွားပြီးပန်ပန်ဟာလမ်းဘေးကိုရောက်သွားကဘေးကင်းသွားပါတော့တယ်။ကားဟာလေသူတို့ဘေးကနေဖြတ်သွားပါတယ်။ဒါနဲ့နီလာနဲ့ခင်းပွင့်လေးအမြင်ကလေးနောက်ကိုတွားလိုက်ပြီးခလေးကိုအမြင်မင်းဆွဲထုတ်လိုက်ပါတယ်။ငါသားလေးနေအဆင်ပြေပါရဲ့နော်။ငါနေ့ကိုအဲ့ဒီနောက်မတွားနိုင်လို့ပြောထားရတဲ့ဒါနဲ့နေပါလို့တွားရလဲ။အရင်ကပဲကျေးဇူးတင်ပါတယ်နော်ရှင့်။ရှင်သာမရှိလို့ရှင့်ရင်လေဒီမကလေးတော့ဘာဖြစ်သွားမလဲမသိဘူး။ ကိုစိတ်ကိုထိမှရှင်ကလေးရတော့ဘာမှမဖြစ်ပါဘူးပြီးကင်းသွားပါပြီခင်ပွင့်လည်းဒီလိုပြောနေတော့မှပဲဖြူဖြူဟာလေးသူ့နောက်ကိုရောက်လာပါတယ်ပြီးတော့ဖြူဖြူလေးကွေးသွားတယ်သူ့ရဲ့ရေတိုင်ကြီးကြီးကိုကြည့်ပြီးတော့ဝင်နေပါတယ်သူ့နေတဲ့ရေတိုင်ကြီးလေးကကျူးသွားပြီးဖြစ်တာကြောင့်ပဲဖြစ်ပါတယ်သမီးတို့အိမ်လေးတော့သွားပါပြီအခုသမီးတို့ဘလို့နေကြတော့မှလဲရင်မမေဟမ်ဒီရေတိုင်ကြီးကရှင်တို့ရဲ့အိမ်လားရှင်တို့အမှနေရလားယင် နီလာကမင်းနေတာမို့ခင်ပွင့်လေးသူတို့เจ้าတွေကိုအားလုံးပြောပြလိုက်ပါတယ်ဒီစကားကိုကြားပြီးနီလာလေးသူတို့မိသားစုအတွက်တော်တော်လေးကိုစိတ်မကောင်းဖြစ်သွားပါတယ်ရှင်ကကျမကလေးရဲ့တက်ကူကဲခဲ့တာကိုရှင်တို့ပြန်မကူညီဘဲနဲ့တော့မသွားနိုင်ပါဘူးကျမတို့မှာအိမ်ခန်းဖို့လေးရှိရလေအဲ့ဒါကြောင့်ရှင်တို့နေချင်းအမှလာနေလို့ရတယ်ရှင်တို့နေဖို့ကျမငားပေးပါမယ်ဒါဆိုရင်တော့အရန်ကိုကျေးဇူးတင်ပါတယ်ရှင်ရှင်ကကျမတို့ဒုက္ခတွင်းထဲကနေကဲတင်လိုက်တာပါပဲ ဒီလိုနဲ့ခင်းပွင့်လေးပြန်လာပြီးတော့သူမိသားစုဝင်တွေအားလုံးကိုပြောလိုက်ပါတယ်။ဒီလိုနဲ့ပဲနောက်ဆုံးမှာတော့သူတို့မိသားစုလည်းနီလာငါးပီးထားတဲ့တိုက်ခန်းမှာသွားနေလို့ရသွားပါတော့တယ်။ဒါကြောင့်အရင်မှာနေထိုင်နေကြပြီးနောက်ပိုင်းမှာတော့သူတို့ယောက်ျား၅ယောက်ဟာလည်းအလုပ်ကောင်းကောင်းလေးတွေရသွားကြပြီးတော့တမိသားစုလုံးအတူတူပျော်ရွှင်စွာနေပဲနေထိုင်သွားကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။